တဲ့ရှင်းရတယ်ဒါကြုံလုံးပြောပြကျွန်တော်မိကက်ဈေးကွက်လည်းဝင်လူတာလည်းမဟုတ်ဘူးမယူလည်းမယူဘူးအဲ့သူပစ္စည်းဝယ်ပေးတယ်ဘုရားလိန်လိန်လိုက်တယ်ဒါပဲအဲ့ကျွန်တော်ကဘာလုပ်တာလဲအဲ့ဒီသူတို့တက်တာသွားတဲ့ဟာတချို့နေရာမှာပြန်သုံးတယ်ကျွန်တော်ဟို production ပြန်တောင်းဆိုတာပေါ့နော်အဲ့ဒီနားမှာပွဲစည်းလုပ်ချင်တယ်မိတွေဆင်ပေးကွာလုပ်ချင်တယ်ဒါတွေလုပ်ပေးဒီလူတွေဘယ်နှယောက်သုံးချင်လူရင်အားပြန်ဖြည့်ပေးကျွန်တော်အဲ့လိုပြန်တောင်းဆိုတာပေါ့နော်မိကက်ဘုရားမယူပါဘူးမလုပ်ပါနဲ့ ဲ့ကျွန်တော်အခုဆိုရင်ကျွန်တော်လက်ရှိမှာအရေးဖြူရိုက်နေမရက်ပြန်ဘန်ကောက်မှာတွဲရိုက်မယ်ပြင်ပြန်လာလို့ရှိရင်ကျွန်တော်အောက်တိုဘာ20နဲ့25ကြားထဲမှာကျွန်တော်ရဲ့ရင်း series ပြမယ်အာကျွန်တော်အခုလက်ရှိလည်းအရှိကိုရှောက်ပါလို့ series ပြနေတယ်အဲ့ကားလေးကတကယ်တော့လေဒီထက်ပိုပြီးမျောလင့်ထားပိတ်သက်ချီကိုကျွန်တော်အများကြီးထိတက်ပိုပြီးရောက်စီခြင်းခဲ့တာပေါ့နော်ဘာလို့အရန်ပင်ပန်းထားတယ်အဲ့ကားမှာဆိုရင်လေကျွန်တော်ဇလန်အဲလာနဲ့ပေါင်းရတယ်ဇညွတ်ကိုပိုင်းနဲ့ရေးတယ် အဲကျွန်တော်အဝတ်စားပြင်ဆင်နေရစားပြီးအဲ့မှာသုံးတဲ့ချီကန်အတုတွေကြွက်အတုတွေကျွန်တော်လုပ်တယ်ပြီးမလနုထွက် special effect maker ကျွန်တော်လိမ့်ထားတယ်ဟုတ်ပါအများကြီးကြိုးစားထားနောက်ွယ်မှာရောအများကြီးကြိုးစားထားဖြစ်တယ်အများကြီးအားပေးစေတယ်လို့ဟုတ်ဘူးအားပေးတာဒီတက်ပို့ပြီးတော့အားပေးစေတယ်လေအားလေဝင်ရပေးပါလို့ပြောချင်ပါတယ်အဲကျွန်တော်ဝါသနာပါကျွန်တော်ပကြီလဲဆွဲတော့လေရရတယ်ဆိုတော့ professional တော့မဟုတ်ဘူးဒါပေမဲ့လက်ခံလို့ရတဲ့အတိုင်းတာတစ်ခုကြည့်တော့ကျွန်တော်လုံနိုင်တယ်ပေါ့ limit budget လေးထဲမှာအလုပ်လုပ်ရတဲ့လူတွေပြတရေကအရန်ရိုက်ချင်တယ် make up ဘူးမတတ်နိုင်ဘူး ်ဟိုဘာလို့ရတယ်ဆိုတော့ကိုယ့်ကိုတမားတယ်ကိုယ့်ကိုကြာကျွန်တော်တို့ကလိလာတာဗောနော် YouTube မှာဘယ်လိုသွားလဲသူများဘယ်လိုလုပ်လဲဒါပေမဲ့အဲတချို့ပစ္စည်းကဆီလီကွန်တွေကကျွန်တော်တို့မဝယ်နိုင်ဘူးတဘူးလေးတာမှတင်းချီပေးရတာမေးကြည့်တယ်စိတ်ပြေဘူးဟိုကိုယ်အစင်ပြေရမယ်နံပါတ်1ကိုယ်အစင်ပြေရမယ်နံပါတ်2လိန်တဲ့လူယောဂမဖြစ်ရအောင်မျက်နှာတွေပါမထိခိုက်ရအောင်အဲ့ဒါဆိုငါဘာလုပ်မလဲအဲ့လိုမျိုးတွေစဉ်းစားပြီးကျွန်တော်လုပ်တာဗောနော်အဲ့တော့တကယ် professional ကြီးမယ်ဆိုရင်တော့ကျွန်တော်ရဲ့လက်ရရည်စရာကောင်းရလဲကောင်းနေလိမ့်မယ်ဒါမဲ့ဟို director တွေ producer တွေလက်ခံတယ် ဲ့လိုပဲကိုဂျွန်လင်နဲ့လည်းအဲ့လိုကျွန်တော်စီစဉ်ခိုင်းနေတယ်တကားတရေကအဲ့လိုအဲ့လေလို့ကိုလိုကျွန်တော်ဒီလောက်တော့လိမ့်လိုက်တယ်ဟဲ့ဟဲ့ရပြီလေတဲ့နင်းနဲ့နင်းလိမ့်လိုက်တယ်ပြီးအဲ့ပစံနင်းနဲ့အိတ်ထဲထည့်လိုက်တော့တယ်နင်းလောက်ရပြီလေငါရင်းနေတောင်တုံနေထပ်မပူနေတော့နင်းနဲ့တပုံဆိုရပြီ production ရတယ်ဒါကြုံလုံးပြောပြကျွန်တော် make up ဈေးကွက်လည်းဝင်လူတာလည်းမဟုတ်ဘူးမယူလည်းမယူအဲ့သူပစ္စည်းဝယ်ပေးတယ်ဝင်ပြက်လိမ့်လိမ့်လိုက်တယ်ဒါပဲအဲ့ကျွန်တော်ကဘာလုပ်တာလဲအဲ့ဒီသူတို့တက်တာသွားတဲ့ဟာကိုတချို့နေရာမှာပြန်သုံးတယ်ကျွန်တော်ဟို production ပြန်တောင်းဆိုတာပေါ့နော် အဲဒီနားမှာပွဲစည်းလုပ်ချင်တယ်မိတွေဆင်ပေး။ကွာလုပ်ချင်တယ်ဒါတွေလုပ်ပေး။ဒီလူတွေဘယ်နှယောက်သုံးချက်လူရင်းအားပြန်ဖြစ်ပေး။ကျွန်တော်လည်းပြန်တောင်းဆိုတာပေါ့နော်။မိကပ်ဖို့မယူပါဘူးမလုပ်ပါနဲ့။ကိုယ့်ကိုခေါ်ရင်တော့လုပ်ပေးမှာပေါ့။ကွန်ပိုင်တော့မလုပ်ပါဘူး။အဲ့လိုကိုပါတဲ့ကားလေးဆိုတော့အဲ့လိုပေါ့နော်။ဘာမှမဟုတ်ဘူးကျွန်တော်အဲ့လိုဝင်းကူညီနေတာတခုဆိုလေ။ခါလေးဆိုစတင်ပစ္စည်းစတင်ပစ္စည်းဆိုကွာလိုက်ရှာပေးစတင်ပစ္စည်းလည်းဝင်စင်။ဟောကိုမိသားစုအလုပ်လို့ပေါ့နော်။သိရမလား။ဒီဆိုင်မှာဝင်လို့လို့ပဲပေါ့။တခါလေးကျွန်တော်စပွဲထုတ်နေတယ်ထူမှာပေါ့။တခါလေးအမိုက်သွားပြင်လည်းပြင်မှာပေါ့။ ီသဘောပါပဲကိုလှုပ်တတ်တာလေးနဲ့ကိုလိုက်ပြီးကူညီတဲ့သဘောပဲအဲ့ဒါကြီးပေါ်မှာ professional တွေကကြည့်ရင်တော့ဒါ professional ဖြစ်ဘူးလွယ်ချက်တွေရှိရတော့ဖြစ်မှာပေါ့ဒါပေမဲ့ခုနကပြောလို့ကျွန်တော်တို့ကကိုတတ်နိုင်တာနဲ့လှုပ်တာပေါ့လေနော် professional မြင်မှာတော့ဒီကောင်ကဘာလှုပ်နေမှမသိဘူးပေါ့တော့သူကသူတည်ဥဆောင်မလုပ်ဖဲနဲ့ဘာတွေငါတို့ဈေးကွက်တွေကိုလိုက်ပြီးတော့လာနှောက်ရက်နေတာလဲပေါ့ဖြစ်မှာပေါ့ဟုတ်ကဲ့ကျေးဇူးပါ